မင်္ဂလာပါတီချာဒီနာဖြစ်ပါတယ်တီချာဒီနေ့သင်မှာ grade 12 maths ရဲ့ chapter 2လေးသင်နေတာ exercise 2.1 number 1ရဲ့ e လေးရောက်ပါပြီဒီ channel တူတူလိုက်ကြည့်လိုက်ရအောင်အဲ့တော့တီချာတို့ရှေ့မှာအများကြီးတွက်လာပြီဆိုတော့တံပြီးရေးပါမယ်ပေးထားတဲ့ statement ကိုပါထားမလဲ pn ထားမယ်နော်အဲ့တော့ let the pnd know the statement ဆိုပြီးထားလိုက်တယ်ထားပြီး b1 မှန်ကြောင်းပြလို့ပြောတဲ့အတွက် for n equal to 1အတွက်အရင်စမ်းသပ်မယ်နော်အဲ့တော့ n equal to 1အတွက်လို့ပြောလိုက်တီချာတို့ ပါထဲမလဲအဲ့နေရာမှာ1ထဲကြည့်မှာဖြစ်တဲ့အတွက် left hand side ပေါ့နော် left hand side မှာအဲ့နေရာမှာ1ဆို1.2ပါဝါ1ဒါဆိုရှေ့မှာ1.2ပါဝါ1ဆိုတာ1.2ပဲမဟုတ်လားအတူတူပဲเนาะအဲ့ဆိုရင်ဒီချက်တော့တန်ရေးမှာဖြစ်တယ်ဆိုတော့1.2ရတယ်ပေါ့เนาะ1.2ပါဝါ1ဆိုတော့1.2ပြီးရင်အနောက်က right hand side မှာထည့်မှာပေါ့เนาะ right hand side မှာထည့်မယ်ဆိုရင်1 1.2 ဒူပါဝါ1တဲ့မှာဒါဆိုဒူပါဝါ1ဆိုတော့1ပဲဖြစ်တဲ့အတွက်1 -1/2 ဆိုတော့ဘာပဲရမှာလဲ1/2ပဲရမယ်ဒါဆိုဒီချေရိုးရဲ့ left hand side ကလေးဟာဘာနဲ့ညီသွားပြီလဲ right hand side နဲ့ညီသွားပြီဖြစ်တဲ့အတွက် p1 မှန်သွားပြီပေါ့နော် therefore p1 is true အဲ့တော့ p1 မှန်သွားပြီဆိုအဆုံးလုံးမယ် a s s u m e assume that p ဖြေမှန်ကြောင်း မှန်တယ်လို့ယူဆ PK is true ပေါ့နော်အဲ့တော့ that is လကောင်းကဘာကိုပြောတာလဲဆိုရင်အိန္ဒိယမှာခေထဲမယ်ဆိုရင် left hand side ဒီ1.2 1.4 + 1.8 + and so on + 1 by 2 power အနေနဲ့မှာပါထည့်မယ် k ထည့်မယ် equal to 1 minus 1 by 2 power k ဖြစ်မယ်ပေါ့နော်ကြည့်အဲ့ဒါပြီးရင်တခြားတို့မလုပ်ပါလဲ တတိပြတော့မယ်ဗမှန်ချောင်းပြမှာလဲ k+1 ဖန်ချောင်းပြမှာအဲဆိုတော့ pk+1 မှန်ချောင်းပြဖို့အတွက် we will show that เนาะ we will do that เนาะအဲဆိုတော့ we will show that ဆိုတော့ခုနဟာကိုပြန်ကူးမယ်ဘယ်ပါတယ် two power k အထိကူးပြီးမှ two power k+1 လာမှာပေါ့เนาะအဲဆိုတော့1.2 1.4 1.8ပေါ့เนาะ1.2 1 by 4, 1 by 8, and so on, plus 1 by 5 yin lam le 2 power k lam le, plus 1 by k niya ma k plus 1 tit ji ga lam le. ပြီးရင်သူရညာဘက်ချမ်းလေးเนาะညာဘက်ချမ်းလေးကကြတော့ဘာဖြစ်သွားမလဲတကယ်လို့1 k နေရာမှာ k 1ဆိုတော့2 power k 1ပေါ့เนาะ1 1 by 2 power k ပေါ့เนาะ2 power p +1 ဖြစ်မယ်။ဒါဆိုရင်ဒီချက်ကိုတတိပြလို့ရပြီဆိုတော့ to proof ပေါ့နော်။တတိပြရမယ့်အချက်ကအာ sorry ဒီချက်ရေးရမှာတော့နော် we will show that ဘာမှန်ကြောင်းပြမှာလဲ p k +1 is true နော်။ပြီးမှဒါက to proof နော်။တန်ရေးမိသွားတယ်နော်။ဒီမှာ to proof လာမယ်။ ရဟုတ်ပြီအဲ့တော့တက်တိပြရမယ့်ဟာလေးကိုဒီချက်ပါလုံးလိုက်ပြီးရေးလိုက်ပြီးပေါ့နော်တက်တိပြရမယ့်ဟာလေးကိုရေးလိုက်ပြီးဖြစ်တဲ့အတွက်ဒီဟာကိုတက်တိပြမယ်ဆိုဘာဖြစ်မှာလဲ proof လာမယ်ပေါ့နော် proof proof ဆိုရင်ဒီချက်တို့ left hand side ပြန်ကူရမှာဖြစ်တဲ့အတွက်1.2เนาะဒီအပေါ်ရဲ့ left hand side ပြန်ကူ1.2 1.4 1.8 + and so on + 1.2 power key + 1 by 2 power k plus 1เนาะကဲအဲ့ဒါကိုတချို့တို့အရှိမအတိုင်းပဲဒီကနေ k အထိကိုအပေါ်မှာပေးပြီးသားတချို့တို့သုံးပြီးသားဟာနော်ပြပြီးသားဟာလေးပြန်သုံးမယ်ဆိုတော့မသုံးလို့ရမယ်ဒီမှာ1 minus 1 by 2 power k လေးကိုပြန်သုံးမယ်နော်1 minus 1 by 2 power k လေးကိုအစားအသွင်း1 minus 1 by ချူပဝါခီဒါခီမှန်နဲ့ယူဆထားလို့ထည့်လိုက်တာသူ့နေရာမှာเนาะပြီးရင်နောက်မှာကြံနေတဲ့ဒီဟာလေးကိုပြန်ဆက်ကူးမှဖြစ်တဲ့အတွက် plus 1 by 2ပဝါခီ plus 1ဒါဆိုရင်ဒီချက်တော့ပါဝါဒီမှာတစ်ချက်ကကလေးတို့ဒီမှာမရှင်းတတ်ဘူးဆိုတာကအခြေခံမကောင်းခဲ့လို့ပါเนาะသင်္ချာအခြေခံပေါင်းနှုတ်မြောက်စားရဲ့သူ့ရဲ့ method ကဏ္ဍရှင်ဤတွေကျွမ်းကျင်ရင်ဒါလေးကမခက်ဘူး အနန်ရှင်းနီးတွေကိုကလေးတို့မရခဲ့တာဖြစ်တဲ့အတွက်ဘာလုပ်ရမလဲဆိုတာကိုမမြင်တတ်တာဖြစ်ပါတယ်။အဲ့တော့များများချတ်တွက်ဖို့လိုတယ်။များများချတ်တွက်ရင်လည်းမတင်ချာကအော်ဘလူသုံးလို့ရပါတယ်လဲဆိုတာသိလာမှာဖြစ်တယ်နော်။အဲ့ဒါဆိုရင်ဒီချရရဲ့ဒီပါဝါဒီ exponent and radical မှာတင်ထားတယ်။ Great Tanya chapter 2ပေါ့နော်။ ်ဂရိတ်10ရဲ့ chapter 2တို့3တို့ log အခန်းနေတာကြည်ဖို့လိုတယ်ကလေးတို့အဲ့ဒါကနန်းရှင်းနည်းတွေပဲကျန်တဲ့အခန်းနေမှာပါတဲ့ log နဲ့မင်းရင်ဘယ်လိုရှင်းရမလဲတို့ဒီထက်ညွှန်းနေနေဆိုဘယ်လိုရှင်းရမလဲတို့ဆိုတာတွေကအဲ့ဒါတွေကြည်ခဲမှာကလေးတို့ရှင်းတတ်မှာနော် ဆိုတော့ဒီမှာအခြေတူတာမြောက်ရင်ထန်ညွန်ချင်းပေါင်းတယ်ထန်ညွန်ချင်းပေါင်းထားရင်အခြေတူတာနဲ့မြောက်ပြီးခွဲလို့ရတယ်เนาะအဲ့တော့ပြန်ပေါင်းရေးလို့ရတယ်ခွဲရေးလို့ရတယ်ဒါဆိုရင်အခုတချို့တို့ဒီ2 power k plus 1ဒီ power ပေါင်းထားတာเนาะအဲ့ဆိုပေါင်းထားတာဆိုတော့ဘာလို့မလဲတစ်ခုစီ power တင်ပြီးခွဲရေးလို့ရတဲ့အတွက်2 power k နဲ့2 power 1နဲ့ကိုမြောက်ထားတာဘာလို့လဲအခြေတူတာမြောက်ရင်ထန်ညွန်ချင်းပေါင်းတာ နားလည်ပြီလားအဲ့လိုမဟုတ်ဘူးတချို့ရဲ့ဒူပါဝါခီ -1 လို့ရှိနေတာတချို့တို့ဘယ်လိုဖွဲလို့ရလဲခလေးတို့နှုတ်ထားတာဖြစ်တဲ့အတွက်စားမယ်စားမယ်ဆိုတော့ဒူပါဝါခီ by ဒူပါဝါ1ဖြစ်မယ်နော်အခြေတူတာစားထိုင်ထန်ညွန်ခြင်းနှုတ်ထန်ညွန်ခြင်းနှုတ်ထိုင်အခြေတူတာစားတဘောပေါက်လာအဲ့တော့အဲ့ဒီအခြေခံလေးတွေသဘောတရားနားလည်ရမယ်ဒါဆိုတူတီချက်ဘာလုံးမှလဲခွဲရေးမယ်ပေါ့နော်ခွဲရေးမယ်ဆိုဒီရှေ့မှာရှိတာကဒီတိုင်းပြန်ကူးလိုက်အောင်1 1 by 2 power k เนาะ နောက်ကခွဲရေးမဲ့ဆို1ဖိုင်2ပါဝါခီနဲ့2ပါဝါ1နဲ့ရတယ်အဲ့ဒါခွဲရေးတာဒါဆိုတိချက်ဒီဟာကိုအပိုင်းဒီနှစ်ခုခွဲရေးလို့ရတယ်မလားသူ့ကို1ဖိုင်2ပါဝါခီတခုပြင်1ပိုင်2တခုအဲ့ဒါပြန်မြောက်ရင်1ပိုင်2 into 2ပါဝါခီမရဘူးလားရတယ်နော်အဲ့ဒါဆိုတိချက်က1ပိုင်2ကိုပုံထုတ်ချင်လို့ အဆော်ရီ1.2 power k ကိုထုတ်ချင်လို့နော်အဆော်ဒီမှာတူတဲ့1.2 power k 1.2 power k လေးကိုပါလုပ်မယ်ဟုတ်ထုတ်တန်းပြီးပိုင်းချင်ညှိတက်တဲ့ကလေးရရတယ်တန်းညှိလို့ရတယ်နော်ဒီမှာ2ဆိုတာဒီက2မှလားဒီချက်တော့မှဒီမှာ2 power k 2 power k ရှိတယ်လေနားလည်လားအဲ့တော့2 power k 2 power k ရှိနေတဲ့အတွက်ဒီမှာလိုနေတာအရှိမတူးလို့တာဖြစ်တဲ့အတွက်ပိုင်းချင်ညှင်ပါနဲ့မျှအောင်မယ်2နဲ့မျှအောင်မယ်နောက်ကမျှောက်ဆရာမလို့သဘောပေါက်လားအဲ့ဆိုအဲ့တန်းရေးလေးရတယ်အဲ့တော့1 minus ပိုင်းချင်ညှိပြီးဆိုရှေ့မှာအနှုတ်ရှင်ဒီမှာသတိထားပေးပါနော်အရှိမှာအနှုတ်ရှင်ဒီချက်တော့နောက်မှာတစ်ဆက်တည်းရေတော့မယ်ဆိုဒီအပေါင်းတိမှာဖြစ်သွားမယ်အနှုတ်ဖြစ်သွားမှာဖြစ်တယ်ဒါဆိုရှေ့က do ပိုင်းချင်ညှိလိုက်တယ်နော် minus နောက်က1 by ဘုံပိုင်းချင်ဒီပါဖြစ်သွားမလဲ2 into 2 power key ဖြစ်သွားမှာသဘောပေါက်လားပုံထုတ်ပြီးမှပိုင်းချင်ညှိလဲရတယ် အဲ့တော့လက္ခဏာကတော့တချို့ဒီမှာစတားပြထားတာလေးကိုသတိထားရှေ့မှာအနှုတ်ရှိရင်တချို့တို့ဂွင်းခတ်လိုက်တာပဲဖြစ်ဖြစ်ဂွင်းပြန်ဖွင့်တာပဲဖြစ်ဖြစ်လက္ခဏာချိန်ရမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်တချို့ဒီမှာ2 1ဆိုရင်ဘယ်လောက်ရသွားလဲ1ရသွားတာဖြစ်တဲ့အတွက်ပိုင်းခြေရကြတော့အခြေတူတာမြောက်ရင်ထန့်ညွန့်ခြင်းပေါင်းဆိုရှေ့ရ2က power 1ဖြစ်တဲ့အတွက်ထန့်ညွန့်ခြင်းပေါင်းမှာမဟုတ်လို့1 2 1က1ပိုင်းအောက်ကအခြေတူတာမြောက်တဲ့အတွက်ထန့်ညွန့်ခြင်းပေါင်းဆိုတော့ key +1 နော်အဲဆိုရင်ဒီချိန်လိုလိုချင်တဲ့အဖြစ်မရပါဘူးလားရသွားပြီဒီမှာနော်1 1.2 power k 1မှန်သွားပြီပေါ့အဲ့ဒါဆိုဘာဖြစ်သွားရလဲ therefore ပေါ့နော် therefore p k 1 is true ပေါ့နော် p k 1မှန်သွားတဲ့အတွက်အောက်မှာ by mathematical intention ကိုရေးလို့ရပြီ principle of mathematical intention the statement is true for all natural number n လို့ရေးလိုက်ရပြီပေါ့ နားလည်မလားကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချင်းနဲ့တူတူနောက်တစ်ပုဒ်လေးဆက်ကြည့်လိုက်ရအောင်ဆိုတော့နောက်တစ်ပုဒ်ကတချို့ပါကြံမလဲ app ကြံမှာပေါ့နော်အဲ့တော့ထုံးစံတိုက်တချို့ pn ထားမယ် pn ထားပြီးရင်တချို့ပါပြရမှာလဲ n equal 1အတွက်စဉ်းစားမှာဖြစ်တဲ့အတွက် for n equal to 1အတွက်နော် n equal to 1အတွက်ဆိုဒီမှာ1ထဲမှာဖြစ်တဲ့အတွက်2 power 1 minus 1ဆိုတော့ power 0နော် 2 power 1 minus 1ဆိုတော့ power က0 power 0ဆိုရင်ဘာဖြစ်တာလဲ power 0ဆိုရင်1ရတယ်เนาะဘယ်ကိန်းကိုမဆို power 0တင်ရင်1ရတဲ့အတွက်ဒီ sheet ရဲ့အဖြေဒီမှာရလဲ1ဒါက left hand side เนาะ left hand side ပြီးရင်ဒီ sheet ကိုဘာရေးမလဲ right hand side လေး right hand side လေးကကျတော့2 power 1 minus 1 2 power 1ဆိုတော့2ပဲ2 minus 1ဆိုတော့1ဆိုတော့အဖြေ2တယ် therefore ဘောနော် lhs equal to d rhs ဖြစ်မယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီလိုဒါဘာမှန်သွားပြီလဲ p1 မှန်သွားပြီဘောနော် therefore p1 is true p1 မှန်သွားပြီဆိုတော့ assume လုပ်မယ်နော် assume that ဘာမှန်တယ်လို့ယူဆမှာလဲ pk is true เนาะ ပြီးခေမှန်တယ်လို့ယူဆမယ် that is ၎င်းကဘာဖြစ်တယ်လဲဆိုတော့အဲ့နေရာမှာခေထည့်မယ်ဒီလိုနော် 1+2+ 2 square+ and so on plus 2 power မှာထည့်မှာလဲ k-1 เนาะ k-1 equal to 2 power k-1 ဒါညီပြီးသားဖြစ်တဲ့အတွက်ဒီအဖြေလေးကတချို့ပြန်ယူသုံးမှာเนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီလိုမလုပ်တော့မလဲတက်တည်ပြမှာဖြစ်တဲ့အတွက် we will show that ပေါ့เนาะ we will shoulder. We will show that. shoulder. Babsha chang biama. B, K plus one, mane, for not is true. B, K plus one, mane, lu biame. Now, so yin, yeah, this is a proof, ne biama, pietedra, to proof, for not. Uh, to prove ka ba phim le so 1 plus 2 plus 2 square plus and so on plus 2 power k minus 1 p မှာ k နေရာမှာ n နေရာမှာ k plus 1ဖြစ်သွားမယ်เนาะအဲ့တော့ဒီနေရာမှာ k plus 1ဖြစ်သွားမှာဖြစ်တဲ့အတွက်ဘယ်လိုဖြစ်သွားမလဲ k plus 1 minus 1ဆိုတော့ plus 1 minus 1ကြီးသွားတဲ့အတွက်2 power k ပဲကျန်မှာပေါ့เนาะ equal to ညာဘက်ခြမ်းက2 power n နေရာမှာ k plus 1 1အဲ့တော့ဒီအဖြေရကြောင်သက်တည်ပြပါเนาะအဲ့ဒီအဖြေရကြောင်သက်တည်ပြမယ်ဘောင်ခတ်ထားတာလေးကိုပြန်သုံးမယ်အဲ့ဒါဆိုရင် proof လုပ်ရအောင်ဒီလိုเนาะ proof ဆိုတော့ဒီဘက် left hand side လေးကိုဘာပြန်လုပ်ရမှာပြန်ကူရမှာပေါ့เนาะ proof left hand side လေးပြန်ကူဆိုတော့1 plus เนาะ2 plus 2 square plus and so on plus 2 power k minus 1 plus 2 ဒူပါဝါခေဒီလက်ဟန်ဆိုင်လေးပြန်ကူးကူးပြီးသွားတဲ့အခါမှာဒီစရုပ်ခေအထိပေါ့နော်ဒီအထိကအပေါ်မှာပေါင်ခတ်ထားတာလေးဥပမာပြန်လုံးပါလေပြန်သုံးမှာဖြစ်တယ်နော်အဲ့တော့ဒီအထိကိုအစားသွင်းမှဒီဒူပါဝါခေ -1 ပေါ့နော်ဆိုတော့သူ့နေရာမှာထဲမှာဒီဒူပါဝါခေ -1 အနောက်မှာကျန်နေသေးတဲ့ဒါလေးပြန်ကူးမယ်ဒူပါဝါခေပေါ့နော်+ဒူပါဝါခေ ။ Yes sorry เนาะဒီဟာလေးကဒီ minus ကတိစလို့ပဲဟာလေဒီ1လေးကအောက်မှာเนาะ minus 1ဒီပေါင်ခတ်ထားတာလေးကြည့်2 power k minus 1ဒီချက်အပေါ်မှာရေးမိသွားလို့အဲ့တော့2 power k minus 1 plus ဒါပေါ့เนาะအဲ့တော့ဆိုဒီမှာ2 power k ရဲ့ဒီက2 power k ရဲ့ကိုဘာလို့မှာပေါင်းမှာအဲ့ဆိုတော့2 power k နဲ့2 power k ပေါင်းတိချက်ဒီအပေါ်နားလေးရေးမယ်เนาะ equal to အောက်မှာဆက်ရေး ဆိုတော့ဒူပါဝါခေနဲ့ဒူပါဝါခေပေါင်းရင်ရှေ့မှာလည်းပြောခဲ့တယ်เนาะ x နဲ့ x နဲ့ပေါင်းရင်ဘာရလဲ 2x ပုံစံပဲဒူပါဝါခေနဲ့ဒူပါဝါခေနဲ့ပေါင်းရင်ဘာဖြစ်လဲ2 into ဒူပါဝါခေရမယ်အနောက်မှာ -1 เนาะတဲ့အဲ့ဒါဆိုရင်ဒီကအခြေတူတာမြောက်ထားတာဖြစ်တဲ့အတွက်ထညွန်းချင်းပေါင်းဆိုတော့ရှေ့က2ကပါဝါ1ရှိတယ်ပြန်ပေါင်းမှာဖြစ်တဲ့အတွက်ဒူပါဝါ k +1 เนาะအနောက်က -1 ။ဒါဆိုရင်တချို့တို့လိုချင်တဲ့တက်တေပြချင်တဲ့ဟာလေးမညီသွားဘူးလားဒီမှာလေးဒါလေးညီသွားပြီနော်။အဲ့ဒါဆိုရင်ဘာဖြစ်သွားပြီလဲ။ pk + 1မှတ်သွားပြီပေါ့နော်။ therefore pk + 1 is please not အဲ့ဒါဆိုရင်မလုပ်သွားရင်လည်း mathematical intention ဖြစ်အောင်မအစ်ထုတ် therefore what principle of mathematical intention the statement is true for all natural number n လို့ယူလိုက်ရပါတယ် நல்லா இருக்கலாம் ஹோப்பி சென்னா வீடியோ அவங்க